မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့ပြစမရန်တင်ချအခန်း၅ခါတသမကိန်းများမြောက်ချင်းထဲကလေ့ကျင့်ခန်းကိုသွားမှာဖြစ်ပါတယ်။နံပါတ်၁ကအောက်ပါရုပ်ကိုတွက်ပါ။အဲ့တော့ဒီရဲကနာကြီးတီးရှိတယ်။ဒါအကုန်လုံးကိုဆင်မတို့မြောက်ပြရမှာဖြစ်ပါတယ်။မကကြီး24အမြောက်၃ညတသမခွန်။အဲ့တော့မြောက်ပါမယ်နော်။နည်းနည်းလေးကြဲကြဲလေးရေးပါဆင်မရေးတာနည်းနည်းစိတ်သွားပါတယ်။အဲ့တော့ ခုနလေးလေးနဆရှင်ရှစ်ရင်းနှမခုနလေးဆက်လေးဆက်ချောင်းတုံညာနဲ့မြောက်တာတော့တုံညာတွေပဲရမှာမို့ဆင်မမရှိတော့ဘူးဒသမအချီမှာခနန်းတနေရာရှိတယ်ခနန်းတလုံးဒါဆိုလို့ရှိရင်တလုံးဖြစ်မယ်16ဒသမ8ခါကလေးက40အမြောက်3ဒသမ6 40 3ဒသမ6 အရောမြောက်ပါမယ်639 3ည6440လူသုံးနဲ့မြောက်တော့3အောက်တက်တက်ကိုရေးမယ်339 3ည3442ပေါင်းမယ်3ည4နဲ့နဲ့အပေါင်းတော့4တရသမကနန်းတနေရရှိတဲ့အတွက်ကြောင့်မလို့တလုံးဖြစ်မယ်အဲ့တော့အဖြေရည်တဲ့အခါမှာဒီတသမနောက်က3ညအောင်မရည်တော့ဘူး144 6အမြောက်2တသမ3 6ကိုတီ2တသမ3နဲ့မြောက် အဲ့တော့6 3နဲ့အရင်မြောက်မယ်3 6 18 18တခါလေးရေးလိုက်မယ်နော်ရှေ့မှာမြောက်ဆရာမရှိဘူးဆိုတော့2နဲ့မြောက်မယ်2ရောက်တက်တက်ကိုရေးမယ်2 6 4ပေါင်းလိုက်မယ်8 2ရက်တက်ရပေါင်းတော့3တက်သမားဒီမှာခဏန်းတနေရာရှိတဲ့အတွက်ကြောင့်မလို့တနေရာဖြစ်မယ်73တသမာ8 38အမြောက်3ညတသမာ9 38 3ညတသမာ9 အဲ့တော့နည်းနည်းမြောက်တော့နှစ်အောက်တက်တဲ့ကိုရေးမယ်ခွန်းနဲ့မြောက်ရင်ခွန်းအောက်တက်တဲ့ကိုရေးမယ်နှစ်ရှစ်လေးဆက်ချောင်းချောင်းရေးတင်မှန်နှစ်သုံးလေးချောင်းတင်းနဲ့ပေါင်းတော့ခွန်းခွန်းနှစ်ရှစ်လေး56ချောင်းရေးခန်းမယ်ခွန်းနှစ်သုံးလေး27 20နဲ့6အဲ့တော့၃ညနဲ့မြောက်တော့ဆရာမမရေးတော့ဘူး6ပေါင်းလိုက်မယ်ခွန်းရဲ့6ရဲ့ပေါင်း73 3ရေးတင်မှန်တစ်တင်6ရဲ့တဲ့ရဲ့ခွန်းနှစ်အဲ့တော့ဒသမအမှတ်ဒီမှာမရှိဘူးဒီမှာနည်းနည်းရရှိမယ် ခဏနဲ့နေရာရှိတော့နှလုံးဖြတ်မယ်28.36အဲ့တော့အဖြေးဆိုပြီးမှ28.36ငါက4.5အမြ1.3 3 3 95ငါရေးတက်မယ်3.42 73 95တယောက်တက်တက်ရေးမယ်14.4ကလေးပေါင်းမယ်9 305ရဲ့ပေါင်းတော့8 4ရဲ့တက်ရဲ့ပေါင်းတော့9 အဲ့ဒါတမခနဲဒီမှာတနေရရှိရဲ့ဒီမှာတနေရရှိအဲ့ဆိုတော့နှလုံးဆိုတော့ငါးတမရှင်ငါးရပြီနော်စာလုံးကခွန်တမနှစ်အမြောက်သုံးတမလေးရေးပါမယ်ခွန်တမနှစ်ကိုဒီသုံးတမလေးနဲ့မြောက်လေးနဲ့လေးရှစ်ခွန်လေးနဲ့လေးရှစ်လေးခွန်လေးနဲ့ဆယ်ရှစ်သုံးအောင်တက်တက်ရေးမယ်သုံးနဲ့လေးချသုံးခွန်လေးနဲ့ဆယ်တက် ဲ့တော့ပေါင်းမယ်8 8ရဲ့6ရဲ့က14 4ရဲ့7 2နှစ်ရဲ့7ရဲ့က3 3ရဲ့7ရဲ့က4အဲ့တော့နှစ်က2ဟုတ်ပြီဒါတော့ခဏဒီမှာတနေရဒီမှာတနေရဆိုတော့နှစ်နေရဖြစ်မယ်24တသမ48စာလင်က16တက်မှနှစ်အမြောက်3တက်မှ၄16တက်မှနှစ်3တက်မှ၄ မြောက်မယ်448 948 8 2 4နဲ့ပေါင်းတော့6 3422ရေတက်မှ3927တနက်ပေါင်း22 2ရေတော့တက်မှ3434အဲ့တော့ပေါင်းမယ်6အနည်းရက30 3ရေတော့တက်တင်6 8 9 ပြီးတော့မှဒါက၄တသမတ်အမှတ်ကဒီမှာတနေရဒီမှာတနေရနှစ်နေရအဲ့ဒီမှာဆရာမတို့၃နဲ့မြောက်တာလွဲသွားရယ်နော်၃နဲ့၄6ဆရာမဘယ်လိုများနှစ်ရလဲမသိပါဘူး၃နဲ့၄6 9 3 27တိရေးနှစ်မှန်၃3 3 5အဲ့တော့ပေါင်းလိုက်မယ်၈၈ရဲ့6ရဲ့ပေါင်းတော့14 4ရေး1တင်း 6ရက်တည့်ရပေါင်းတော့ခွန်ခွန်ရက်တည့်ရက8ငါးက58ဒသမ2နေရာဖြစ်58ဒသမ4ရှစ်ဟုတ်ပြီနော်3နဲ့6 3ခွန်နဲ့27တည့်ရနဲ့မဲ3တလီ3ဟုတ်ပြီနော်2နဲ့ပေါင်းတော့9 956စကွဲက2ဒသမ8အမြောက်300ဒသမ9 9480နဲ့2ရေခွန်မဲ9နဲ့4က78 ဆက်ရှိအပေါင်းနဲ့က25တုံညာနဲ့မြောက်ရင်တော့တုံညာတွေပဲရမယ်။အဲ့တော့ဒသမအမှတ်ဖြစ်မယ်ဒီမှာကနန်းတနေရဒီမှာကနန်းတနေရနှစ်နေရဖြစ်တော့နှစ်ဒသမ5နှစ်။ဇာမြင့်ဆွဲက3ဒသမ15နှစ်ဒသမ9မြောက်မယ်။ခုနက်၅လေး35 9ရေး3မှ9တလေးခွန်ဆိုတော့10 3ညရေး1မှ9 3လေး27 1နဲ့ပေါင်း22 နှစ်ငါးလီ30တုံညရင်တင်းမှန်နှစ်တလီနှစ်တော့နှစ်သုံးလီက6အဲ့တော့ပေါင်းမယ်ငါတုံညာ3ရက်နေ့ရက်က9 6ရက်နေ့ရက်က8တသမအမှတ်ဒီမှာနှစ်နေရာရှိတယ်ဒီမှာတနေရာရှိတယ်ပေါင်းလိုက်တော့3နေရာဆိုတော့1 2 3 8တသမ9 3ည9နှစ်တသမ9 ငါတသက်မှာ၃ညလေးအဲ့တော့ဒီနေရာမှာပြဿနာတစ်ခုကတသက်မတွေကိုတက်အောင်ရေးရမလားဘယ်လိုရေးရမလဲဆိုတဲ့အရာတစ်ခုပေါ့နော်ဆံမတော့မြောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တသက်မတွေမတက်လေဘာမှမဖြစ်ဘူးလို့ယူဆတယ်တကယ်လို့ကလေးတို့အနေနဲ့တသက်မတက်အောင်ရေးခြင်းဒီလိုရေးမယ်အဲ့တော့အเจ้าမှာပေါ့နော်ကလေးတို့ဆံမရတယ်မတက်လေဘာမှမဖြစ်ဘူးဆိုလို့ရှိရင်တော့ကလေးတို့အနေနဲ့တိန်းတွေကိုပဲတက်အောင်ရေးပြီးတော့ဒီလိုမြောက်လည်းရတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူကမြောက်ရတာတချို့ကလေးတွေက ဒီလိုမျိုးသမားဒီလိုမျိုးဒီအပေါ်မှာနှလုံးနဲ့ဒီအောက်မှာသုံးလုံးရှင်ကိုကကလေးတွေအတွက်ခက်ခဲသွားတာမျိုးတွေရှိတယ်။တသမားတက်အောင်ရေးပါလို့ပြောရင်ဒီလိုတက်အောင်ရေးလိုက်မယ်။အဲ့ဒါပြီးတော့၄နဲ့မြောက်ရင်၄အောက်တက်တက်ရေးမယ်။၃ညနဲ့မြောက်ရင်၃ညအောက်တက်တက်ရေးမယ်။၅နဲ့မြောက်ရင်၅အောက်တက်တက်ကိုတက်အောင်ရေးမယ်။ဒီပုံစံဆိုရင်လည်းအဲ့တိုင်းပဲ။တကယ်လို့များ၃သမားတက်ငါဒီဒီဘက်ကလည်း၄သမားခွန်ဆိုမှဒီလိုရေးတယ်ဆိုရင်လည်းခွန်နဲ့မြောက်တစ်မြောက်ကင်းကိုခွန်အောက်တက်တက်ရနဲ့စာရေးမယ်။၄နဲ့မြောက်တစ်မြောက်ကင်းကိုနှစ်အောက်တက်တက်ရနဲ့စာရေးမယ်။အဲ့ဒါလေးတစ်ခုစီမှာထပ်ပြီးတော့ပြောခြင်းနဲ့ဟုတ်ပြီနော်။ အဲ့ဒါလေးမြောက်ချင်းအောင်ကိုလေးလီလေးခု36 6ရေလေးအောက်တက်တက်ရေးမယ်လေးမဲ့လေးနဲ့လေးရှစ်ရှစ်ရဲ့လေးရဲ့တော့7အဲ့တော့ဒီ7ကလည်း3ညတက်တက်ကို2ကိုရအောင်ရေးမယ်အဲ့ဒါမှလည်း3ညနဲ့မြောက်တဲ့ကင်းရဒီမှာသူတို့ပေါင်းရတာလွယ်လိမ့်မယ်အဲ့တော့3ည6လီယာ3ည3ည4လီယာ3ည10အောက်တက်တက်ရေးမယ်9ခုလီ45 9ရေးလေးမယ်9နဲ့လေး10 10ပေါင်းလေး14ဟုတ်ပြီ ပေါင်းလိုက်မယ်6နှစ်9ရက်3ရက်က8 3 7အဲ့တော့ဆရာမကဒီမှာ3မှတ်ရမှာ4မှတ်4မှတ်လိုက်တယ်ကိုလေးလီ36 6ရေး3မှတ်4နဲ့4 8 9 10 17အဲ့တော့ဒီမှာ17ပဲဖြစ်ရဟုတ်ပြီနော်အဲ့တော့ပေါင်းမယ်6ဒါက10ပဲရှိမယ်ဒီမှာ9ရက်1ရက်ပေါင်းတော့6အဲဆရာမဒရမဖြတ်မယ်ဒီမှာတနေရဒီမှာနှစ်နေရဆိုတော့ 3နေရာဖြစ်မယ်14ဒသမ6 6နောက်တစ်ခုကတတလင်းချိတ်က3ညဒသမ33 3, 3ညဒသမ4ဆက်မတို့တက်အောင်ရေးထားလိုက်တယ်ဒီနဲ့မြောက်မယ်လေးရောက်တက်တက်ရေးမယ်လေးသုံးလေးဆက်နေနေရေးတင်မယ်လေးသုံးလေးဆက်နေဆက်သုံးအဲ့တော့သုံးညနဲ့မြောက်တော့သုံးညရေးမယ်သုံးညသုံးညသုံးညအဲ့တော့နှင်းသုံးရဲ့သုံးညရဲ့အစောဒါက7ဒသမအမှတ်ကဒီမှာနှစ်နေရ ဒီမှာတနေရ၃ညအဖြစ်မှာဆိုဆရာမဒီ၃ညရေးလိုက်မယ်အဲ့တော့1နဲ့3ဆိုဆိုတော့၃ညတက်တမ3နှစ်နောက်တစ်ပုဒ်က၃ညတက်တမနှစ်အမြောက်၃ညတက်တမ7 9အဲ့တော့တက်တမကိုဆရာမတက်အောင်ရေးလိုက်မယ်9နဲ့မြောက်9အောက်တက်တက်ရတယ်ဆိုင်ရေးမယ်9နဲ့48 8ရေးတက်မယ်ဘုဆုံး၃ညဆိုတော့7အဲ့တော့7နဲ့လေးက2 7 3ညလေးက3ညဩ ရှစ်နေတဲ့ကတော့ဒီမှာ3ညအဲ့တော့တသမအမှတ်ကတနေရဒီမှာက2ညဖြစ်လို့ဆရာမ3ညအထည့်ရလိုက်တာ3ညမလို့1နဲ့3ဒီလိုဖြစ်သွားမှာဆိုလို့ဟုတ်ပြီနော်အဲ့ဆိုရင်အဖြေဘယ်လိုဖြစ်မလဲဆိုတော့3ညတသမ3ည3ရှစ်အဲ့တော့မြောက်မယ်96 30 3ညရေ3မဲ့9နဲ့လီ10 73 73ဆိုတော့ 73တခါလေးရေးလိုက်ပြီဟုတ်ပြီနော်164 1အောက်တက်တက်ရေးမယ်164 6192 1390ရအော်မရေးရင်လည်းရတယ်ဆရာမတို့ဒီမှာ300ဖြစ်ဖို့အတွက်ရှိတယ်ဆိုရင်မရေးတော့3ည3ရက်6ရက်က9နှစ်ရက်10ရက်က3ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ဒသမအမှတ်ကဒီမှာ2နေရဒီမှာ3နေရဆိုတော့3နေ1နဲ့3ဆိုတော့ဒီလိုဖြတ်လိုက်ပြီ3ညဒီရှင်းမှာ3ညထည့်လိုက်မယ်3ညဒသမ3 9 3ညအဲ့တော့အဖြစ်ရေးတဲ့အချိန်မှာ3ညဒသမ တော့ကိုဆိုရင်မှရှိမယ်။ဒိုင်မောက9လေးလေး20 9အောက်တက်တဲ့ရင်းမယ်3ညရင်းနှစ်မယ်9တညလေး3ညဆိုတော့နှစ်ကိုဒီမှာရှိလိုက်မယ်။နှစ်လေးလေး10တက်တဲ့ဖြောင်းရင်းမယ်နော်နှစ်လေးလေးက10ဒီ၃ညလေးက၃ညအဲဆရာမတို့လည်းတမက၃ညဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ၃ညထီတော့အရှောင်ရှေးလိုက်မယ်ဟုတ်ပြီလားအဲ၃ညနဲ့မြောက်တာကိုလည်းဆက်ပြီးရေးကျင်သေးတယ်ဆိုရင်လည်းရေးပါ ၃ည၃ည၄၄၃ည၃ည၃ည၄၃ည၃ဆိုတော့၃ညရဲ့ရှေ့ရနေရဲ့ပေါင်းတာက30 3ည1တင်းဒီမှာက1ပြီးတော့မှ3ညအဲ့တော့တသမအမှတ်ကတနေရတသမအမှတ်ကဒီမှာ2နေရခနဲ့2နေရဆိုတော့3နေရဖြစ်မယ်3ညတသမ3 3ည3ညအဲ့တော့သူ့အဖြေထုတ်တဲ့ခါမှဒီ3ညတသမ1လို့ပဲထုတ်ပေးပါနာကြီးက3ညတသမ3ည5အမြောက်3ညတသမ2 တော့သမအမှတ်ကိုတက်အောင်ရေးလိုက်ပြီဆိုရင်၄နဲ့မြောက်၄ရောက်တက်တယ်ကိုရေးမယ်၄၅၄၃ညရေးနှစ်မယ်၄၃ည၃ညဆိုတော့နှစ်နှစ်၃ည၄၃ညအဲ့တော့၄နဲ့မြောက်ပြီးလို့ရှိရင်ဆရာမ၃ညနဲ့မြောက်မယ်၃ညလေးကြည့်ပဲရမယ်ဆရာမတို့သမအမှတ်၃နေရာဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့၃ညနဲ့မြောက်တာကိုလည်းရေးလိုက်မယ်ပေါင်းမယ်၃ညနှစ်၃ည၃ညအဲ့ခါမှာသမအမှတ်ကဒီမှာနှစ်နေရာခနဲနှစ်နေရာဒီမှာတစ်နေရာ အဲ့တော့ချင်းနဲ့တုံးဆိုပြီးဖြစ်လိုက်တော့အဖြစ်က3ညရက်တမ3ညနှစ်3ညဒီနောက်က3ညကိုထားခဲ့လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြစ်ရင်3ညရက်တမ3ညနှစ်ဈာရေက3ညကိုရေးရမယ်နော်နောက်ဆုံးက3ညကိုဖြတ်လို့ရတယ်နောက်တော့နံပါတ်2ကိုကြည့်အောင်တမီတာရှည်သောဝါယာကျူးဒီ 20g လေးဒီအဲ့တော့ပေးထားချက်ရေးမယ်တမီတာရှည်သောဝါယာကျူးဤအလေးချိန် တမီတာရှိသောဝါယာကြိုး၏အလေးချိန်ညီမျှခြင်း20ဂရမ်လိုချင်တာက38မီတာရှိသောဝါယာကြိုး၏အလေးချိန်ညီမျှခြင်းဘလောက်လဲပေါ့ရပြီနော်ပြန်ပြောပါမယ်တမီတာရှိသောဝါယာကြိုး၏အလေးချိန်ညီမျှခြင်း20ဂရမ်သုံးသမရှစ်မီတာရှိသောဝါယာကြိုး၏အလေးချိန်ညီမျှခြင်းဘယ်လောက်လဲ။ဒါဆိုရင်ဆရာမတို့ဘယ်လိုလုပ်မလဲ။တမီတာက20ဂရမ်ဆိုရင်သုံးသမရှစ်မီတာဆိုရင်မြောက်ပေးရမယ်။ဒါဆိုရင်ကလေးတို့သိပြီသား။20 20ကို ၃သသမာ၈နဲ့မြောက်မယ်။20ကို၃သသမာ၈နဲ့မြောက်မယ်။အဲ့ဒါမြောက်လိုက်ရုံပါပဲမြောက်ပါ။နော်အဲ့ဒါဆိုလို့ရှိရင်ရတဲ့အဖြေဒီဘာနဲ့ရမလဲဆိုတော့ gram နဲ့ရမယ်။သူကအလေးချိန်ကိုရှာခိုင်းလို့အဲ့တော့ gram နဲ့ရမယ်အဖြေကိုဆင်မပြပြလိုက်ပါမယ်။86 gram ဆိုပြီးရမယ်။ဒါကိုကိုကကိုပဲတွက်လိုက်ပါဟုတ်ပြီနော်လွယ်လို့ပါ။နောက်တစ်ခုကမြောက်လက်တီတီကင်းအောင်ငယ်တော့အမြောက်ဥစားကိုရှာပါတဲ့။မြောက်လက်မြောက်လက်ဆိုတော့အဖြေပါနော်။ကလေးတို့မြောက်လို့ရတဲ့အဖြေ။ ဲ့ဒီကမြောက်လို့ရတဲ့အဖြေဒီတီကင်းတီကင်းဆိုတာဒီတီထားတဲ့ကင်းကိုပြောတာတီကင်းရောက်ကိုငဲပါတယ်တဲ့အဲ့တော့ငဲတယ်ဆိုတော့ဘယ်အချိန်မှငဲတယ်လဲဆရာမရှိမှပြောပြထားပြီးပြီမြောက်တဲ့အချိန်မှဒါကတီကင်းရှိမယ်မြောက်တဲ့အချိန်မှတစ်ထက်ကြီးတာနဲ့မြောက်ရင်တီကင်းထက်ကိုကြီးတယ်ဒီအချက်ကလေးသိရင်ရပြီနော်တီကိန်းထက်ကိုကြီးတယ်တစ်အောင်ငယ်တာနဲ့မြောက်လို့ရှိရင် တီခင်းရောက်ကိုငဲတယ်။ဒါဆိုရင်ဒီမှာကြည့်ရအောင်တစ်ထက်ကြီးတဲ့သူကငဲတာကိုရှာခိုင်းတာဆိုတော့ငဲတဲ့ဥစ္စာကိုအေးရှာလိုက်ရအောင်။300ရက်တမ8ဒီက300ရက်တမ8ကတစ်အောင်ငဲတဲ့အတွက်ကြောင့်မို့ရတဲ့အဖြစ်မြောက်လက်ကလည်းတစ်အောင်ငဲမှာပေါ့။အဲ့တော့တစ်အောင်ငဲတဲ့ပုံစံဒီတီခင်းအောင်ငဲတဲ့အမြောက်ပုံစံဒီခဝေးခဝေးဒီတီခင်း40ခွန်အောင်ငဲမယ်။ဒါဆိုရင်နောက်တစ်ခုရှာကြည့်အောင်300ဒသမ9ကိုကငယ်300ဒသမ9ကလည်း ဒီတက်အောင်ငယ်တဲ့အတွက်ကြောင့်မလို့သူ့ကိုမြောက်လိုက်လို့ရှင်ရမယ့်အဖြေဒီ6ရက်သက်မှာ3ထက်ကိုငှဲ့မယ်အဲ့ဒါကြောင့်မလို့ဆင်မတို့အဖြေရွေးရမှာဒီမြောက်လက်ဒီဒီကေအောင်ငယ်တော့အမြောက်ပုတ်စာများမှာခခွေးနဲ့ခငယ်တို့ဖြစ်ကြသည်ဆိုရင်ရပါပြီသူကမြောက်ပြစင်မလို့ပါဘူးနောက်တစ်ခုကအလျား3.45မီတာနဲ့အနံ2.8မီတာ ရှိသောဒေါမန်စတုဂန်ဤဧရိယာ ဟုတ်ပြီလားအေရီယာရှာခိုင်းတယ်။ဟုတ်ပြီဒါဆိုဆရာမပေးထားချက်အရင်ရှင်းမယ်။အလျားညင်မြချင်း3.45မီတာ။ညာပြီနော်။အလျားညင်မြချင်း3.45မီတာ။အနဲညင်မြချင်း2.85မီတာ။ဒါမန်စတုဂန်တစ်ခုဤအေရီယာညင်မြချင်းဘလောက်လဲ။၃ချောင်းရပြီ။ပြန်ပြောပါမယ်။အလျားညင်မြချင်း3.45မီတာ။အနဲညင်မြချင်း2.85မီတာ။ဒါမန်စတုဂန်တစ်ခုဤ ဒေါမန်စတုဂန်တခု၏အေရိယာလို့ပြောရင်လည်းရတယ်ဒေါမန်စတုဂန်၏အေရိယာညီမျှခြင်းဘလောက်လဲနောက်ပြီးတော့ဆံမတော့အဖြေစာရေးမယ်ဒေါမန်စတုဂန်၏အေရိယာညီမျှခြင်းဒေါမန်စတုဂန်၏အေရိယာညီမျှခြင်းကဲအေရိယာရှာတဲ့ပုံသင်လေးကိုသိတာမေ့သွားပြီလားအလျားအမြောက်အနှံဟုတ်ပြီနော်အလျားဘလောက်လဲဆိုတော့3.45 အနန္တိနှင့်တသမခွန်ဒါဆိုရင်ကလေးတို့မြောက်လို့ရပြီမြောက်ပြပြီးပါဒီအောက်မှာဒေါင်းလိုက်မြချမြောက်ပါမယ်အဲ့တော့၃တသမ၄၅နှင့်တသမခွန်နဲ့မြောက်မယ်ဆရာမအဖြေပဲပြောပြပေးပါမယ်မြောက်တာတော့ကလေးတို့ရသွားပြီလို့ထင်ပါတယ်နော်၉တသမ၃၁ခွန်ကိုယ်တသမ30ခုဟုတ်ပြီဒါဆိုရင်ဆရာမတို့အဖြေရေးတဲ့အခါမှာဒေါမန်စတုကန်ဤအေရိယာအအောင်ဆုံးမှာအဖြေဆိုရင်မှာဒေါမန်စတုကန်တစ်ခုဤအေရိယာညီများချင်းကိုယ်တသမ30 ိုရသမ3.5ကိုရသမ3.5သူရဲ့ unit ရှိမယ်စတုရန်မီတာဟုတ်ပြီနော်ဒါ unit ကစတုရန်မီတာဒါလေးကိုသတိထားပါ unit ကိုသတိထားပါစတုရန်မီတာဟုတ်ပြီနောက်တော့အခုသွားမယ်နံပါတ်5တိတိသမ5မီတာအနားများရှိသောကုဘအတုံးကိုဘရုံလို့ပြောလို့ရှိရင် အလက်ရတိတ္တမငါအနံတိတ္တမငါအမြင့်တိတ္တမငါဟုတ်ပြီကိုဘရုံရဲ့ဒုတိယရဲ့ ဒုတဲရှာတဲ့ပုံသင်နည်းကိုပြောမယ်။ခုဘရုံဤဒုတဲ။ညီမြချင်းအလျားအမြောက်အနှံ့အမြောက်အမြင့်အလျားအမြောက်အနှံ့အမြောက်အမြင့်ဟုတ်ပြီဒါဆိုရင်အစားထိုးမယ်။အလျားတစ်သက်သက်မ5မီတာ အနှံ့တစ်သက်သက်မ5မီတာအမြင့်တစ်သက်သက်မ5မီတာဒါဆိုရင်ကလေးတို့ကအဲ့ဒါကိုတစ်သက်သက်မ5မြောက်တစ်သက်သက်မ5မြောက်မယ်။နောက်တစ်သက်မအမှတ်နဲ့နေရာဖြစ်မယ်။ ပြီးတော့မှတိတိတမ9နဲ့ဆက်ပြီးမြောက်မယ်။တိတိမအမှတ်300ဖြစ်မယ်။ဒါဆိုရင်အဖြစ်ရပြီနော်။ဆီမမြောက်မပြတော့ဘူးရမယ်ထင်ပါတယ်။တကယ်လို့မရဘူးဆိုလို့ရှိရင်လည်းဆီမထပ်ပြီးတော့အချင်းရရင်ပြန်ရှင်းပေးမယ်နော်။အခုကဒီဆီမအိမ်သားမှကလေးတွေရန်ဆူနေတော့ဆက်ပြီးရှင်းလို့တော့အဆင်မပြေတဲ့အနေအထားရှိလို့ဆီမမြင်မြန်လေးဒါလေးကိုပြီးလိုက်ရှင်းလို့ပါဟုတ်ပြီနော်။ကလေးတွေစော့နေကြတာအရန်ကိုဆူနေလို့ပါ။အဲ့တော့အဖြစ်ဆီမပြောလိုက်မယ်။3တိတိမ305အဲ့တော့သူရဲ့ unit ကဘာလဲဆိုတော့ မီတာ3ခုမြောက်တာမလို့ကုဗမီတာလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ကုဗမီတာကုဗမီတာကုဗမီတာဒါဆိုရပြီ3.3ခွန်ကကုဗမီတာဒါဆိုရင်စမတို့ဒီတမချောက်ကိုတက်ပြပေးမယ်တက်ချက်မှုဆိုင်ရာစီမင်းများအသုံးပြုပြီးအောက်ပါတော့တက်ပါဒါကတော့စီမင်းသုံးရမယ်စမတို့ရှေ့မှာစီမင်းကကြီးကနေကကြီးခဝေကငယ်ကကြီးရှိတယ်ဒါကိုသုံးပြီးတော့မှတွေ့ရမယ်အဲ့လေတွေ့ကြအောင်ဟုတ်ပြီ ကကြီးကရှင်းမြောက်တုံးသားတမ9အမြောက်တုံးသားတမ9အဲ့တော့ဘယ်အရာဘယ်ဟာကိုပဲအရင်မြောက်မြောက်ရရဒီနှစ်ခုအရင်မြောက်ပြီးတော့မှသူနဲ့မြောက်မလားဒီနှစ်ခုအမြောက်ပြီးတော့မှသူနဲ့မြောက်မလားဒါမှမဟုတ်လဲရှင်မလို့နေရာပြောင်းပြီးတော့မြောက်မလားကိုငါလီ45ဆိုတဲ့ဒီ45ဆိုတဲ့ဂိမ်းတမ9နဲ့နေရာဖြစ်တော့တုံးသားတမ45ဆိုတဲ့ဂိမ်းနဲ့ 9840ဆိုတဲ့ခွန်ရတမ2ဆိုတဲ့ဂိမ်းနေရဲ့8540ဆိုတဲ့4ဆိုတဲ့ဂိမ်းမှာအလွယ်ဆုံးက8540ဆိုတဲ့ဂိမ်းရပို့ပြီးတော့လွယ်မှာပေါ့ဒါဆိုရင်ဆီမကပြောင်းလိုက်မယ်ရှင်းမြောက်3ရတမ5အမြောက်3ရတမ9ဆိုပြီးတော့ပြောင်းပြီးတော့ဒီနှစ် ခုကိုအရင်မြောက်ချင်တယ်ဟုတ်ပြီနော်အဲ့ဆိုတော့8540 8540တသမအမှတ်တနေရာဖြစ်လိုက်တော့သူက၄ရတယ်၄ရမြောက်၃ရတသမ၉ အဲ့တော့6လေးည36ဆိုတော့3သမ6တခါတည်းရသွားပြီအဖြစ်မှချပြီးတော့မြောက်နေစရာမလိုတော့ဘူးခါခွေးဒီ3ရတသမ3အမြောက်3ရတသမ9အပောင်း2တသမ9အမြောက်3ရတသမ9ဟုတ်ပြီဒီမှာတူတာပါရှိလဲပုံထိုးရရသလားဆိုတော့ကြည့်လိုက်တော့3အမြောက်3ရတသမ9ဒါကိုပုံထိုးလိုက်မယ်နောက်တူတာနော်ဒီအပောင်းရဲ့ဒီနှစ်ဖက်ထဲမှာဒါဒီကငယ်ကိုတုံးထားတယ် ဟုတ်ပြီလားစီမြင်ခန့်ငယ်ကိုတုံးထားတယ်ဒါစီမြင်လေးတွေကိုကလေးတို့ကတိချာလေးကြည့်ပါအဲ့တော့တုံးကြတဲ့တမခွန်ဆီမှာထုတ်လိုက်တယ်ဒါဆိုရင်ကြားထဲမှာဗာကြံလဲဒီဟာကိုထုတ်လိုက်တော့အမြောက်ပါထုတ်ပလိုက်တော့အဲ့လိုလေးလှုပ်လိုက်လို့ရှိရင်ကလေးတို့ကရှင်းသွားပြီမှုတ်လို့ရှိရင်ဒီကြားထဲမှာလက္ခဏာအများနဲ့မမလာလို့ဒါဆိုရင်ကြံတာပါလေဒီလိုလေးကြံမယ်ပေါ့ဒါဆိုဒီနောက်မှာဆီမှာကတုံးကြတဲ့တမခွန်လို့ရေးလိုက်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့တုံးတုံးကြတဲ့တမ3နဲ့တုံးကြတဲ့တမခွန်နဲ့အနှစ်တမခွန်နဲ့ပေါင်းတာက3ရတယ် 3.3ပဲရေးရေး3လို့ပဲရေးရတယ်။ပြီးတော့3.8မြောက်လိုက်ရုံပဲ9.3 21ဆိုတော့2.1ခန်းငယ်က7.1အမြောက်4.2ဒါကိုဆံမလို့စီမြင်သုံးမယ်။စီမြင်ခန်းငယ်သုံးမယ်ပေါ့နော်ခန်းငယ်ကိုသုံးမယ်ဆင်မရော။ဒါဆိုရင်သူ့ကိုဆင်မရောတက်တသမတက်ကိုခွဲမယ်။တက်တသမတက်ကိုတက်အပေါင်း3.3တက်လို့ခွဲမလား။ ဟုတ်ပြီလားလေးတသမနှစ်ကိုလည်းခွဲလို့မရအောင်လားဆိုတော့လေးအပေါင်းသုံးရသမတစ်နှစ်ဆိုပြီးတော့ခွဲမလားစိတ်တလို့ခွဲပြီးတွက်လို့ရပါတယ်လွယ်တဲ့နည်းကိုပဲတွက်ပါမယ်ဟုတ်ပြီနော်လွယ်တာဘာလွယ်မလဲဆိုတော့တဲ့အပေါင်းသုံးရသမတစ်ကပို့လွယ်တယ်ဘာဖြစ်လို့လဲဆိုရင်ဘယ်ကိန်းနဲ့ပဲမြောင်းမြောင်းတစ်နဲ့လေးတသမနှစ်နဲ့မြောင်းလဲဒါလေးတသမနှစ်ပဲရမယ်သုံးရသမတစ်နဲ့လေးတသမနှစ်လဲလေးတသမနှစ်ရမယ်ဒါဆိုရင်တသမအမှတ်တနေရာထပ်ဖြက်လိုက်ရုံပဲဒါဆိုရင်ဆရာမတို့ကဒီဟာကိုပြောင်းမယ်ဘယ်လိုပြောင်းမလဲဆိုတော့တဲ့အပေါင်းသုံးရသမတစ်လို့ပြောင်းမယ် ပြီးတော့မှ၄သမနှင်းလို့ရေးမယ်ဒါစီမင်းကားငယ်ကိုတုံးလိုက်တာဒါဆိုရင်တက်ကား၄သမနှင်းနဲ့လည်းမြောက်မယ်ဒါရှေ့မှာဆရာမပြောခဲ့ပြီးသားဒါကြီးကိုပေါင်းပလိုက်ပြီးတော့ဒီကိုပြန်မလာပါနဲ့လို့ပြောပြီးသားဟုတ်ပြီနော်ကလေးတွေကဒီလိုပဲပြင်ပြန်လာပြီးတော့အဲ့လိုတွက်လိုက်တော့စီမင်းကိုမတုံးဘူးဖြစ်သွားပါတယ်ဒါဆိုရင်တက်အမြောက်၄သမနှင်းရေ၃သမတက်အမြောက်၄သမနှင်းရေဒါရသွားပြီဒီတော့မြောက်မယ်၄သမနှင်းအပေါင်းဒါကကြတော့ တဒမမတ်တနေရရင်နှစ်နေရဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်၃ညတဒမ၄နင်းဆိုပေးရမယ်၄၂တလီ၄၂တဒမမတ်နှစ်နေရ၃ညတဒမ၄နင်းပေါင်းလိုက်တော့၄တဒမ၆နင်းဒါပေါင်းတတ်ပါတယ်နော်တဒမတွေပေါင်းလား G4 မှာအကုန်လုံးပါပြီးသားပါ ဃကြီးက49အမြောက်တုံညာရတ္တမကိုဒီမှာကျွန်တော်တို့ဒီအနုတ်ကိုသုံးမယ်ဃကြီးကိုသုံးမယ်ပေါ့နော်စီမင်းဃကြီးကိုသုံးမယ်ဒါဆိုရင်ဒီတုံညာရတ္တမကိုပြင်လိုက်မယ်ဆရာမတော်တုံညာရတ္တမကိုဆိုတာကတစ်သေးကနေတုံညာရတ္တမတစ်ကိုနှုတ်တာလေရတယ်မလားဒါဆိုလို့ရှိရင်ဆရာမတော်ဒီအနုတ်ကိုဒါကိုအပေါင်းပြောင်းလို့ကမရဘူးလားတချို့ကလေးတွေကတိကတက်တွေမေးကြတယ်ပြရပါတယ်တုံညာရတ္တမက ပါနော်အပေါင်း300တမ4လုံးမလား300တမ8အပေါင်း300တမ10လုံးမလားဒါဆိုရင်မရှုပ်ကုန်ဘူးလား49ရဲ့300တမ8ရဲ့မြောက်တာ၄ရဲ့ဒါတော့ရတယ်ဒီတော့300တမ4နဲ့မြောက်တာရှုပ်ကုန်တယ်မလို့ဆမ်မအဲ့အောင်မစင်စားဆမ်မတို့ဒီ1ကိုပဲစင်စားမယ်1တော့300တမ1ဒါမှမဟုတ်1အပေါင်း300တမ1ဒါတော့ပဲစင်စားမယ်ဟုတ်ပြီနော်1ကိုပဲစင်စားမယ်1အပေါင်း300တမ1ရသလား1တော့300တမ1ရသလားဒါမှမဟုတ်လေတရာတွေနဲ့ရသလား စေရီနဲ့ရသလားပေါ့နော်စေရီဥမာ20ရီနဲ့30ရီနဲ့ရလားဒီလိုပဲစဉ်းစားမယ်လွှဲတဲ့နေကိုပဲစဉ်းစားမယ်အဲ့ဒါကြောင့်မလို့ဒီဟာကိုဒီဘက်ကိုဆက်မညီမြချင်းထိုးလိုက်မယ်ဒါဆင်းလို့စဉ်းစားတာပေါ့နော်ဒါဆိုရင်49အမြောက်သူ့ကိုပြောင်းမယ်တင့်နော်တုံညာရတမတစ်ဆိုပြီးပြောင်းလိုက်ဟုတ်ပြီဒါဆိုရင်49ကတစ်ကိုလည်းမြောက်လိုက်တော့49အမြောက်တစ်49ကတုံညာရတမတစ်ကိုမြောက်လိုက်မယ်49အမြောက်တုံညာရတမတစ်ဒါသူက49ရတယ် 49အမြောက်300သမတ်တည်းဒီ4သမ900ရတယ်။ဘာကြောင့်လဲ4သမတ်300ရဖြစ်လို့။ဟုတ်ပြီ။အဲ့တော့49ကနေ4သမတ်900နှုတ်မယ်။မရရင်ချပြီးတော့နှုတ်ပါ။49 4သမတ်900။အဲ့တော့သူ့နောက်မှာ4သမတ်300ဆိုတာရှိပြီလား။နှုတ်လိုက်မယ်။10ရဲ့900နှုတ်တော့1 98ဖြစ်သတ္တမသူညသူဆွဲ8ထရလေးကိုလို့တော့4အော်လေးက4တိုင်းဆွဲ44သတ္တမ1အဲ့တော့အဖြေ44သတ္တမ1 တော့ရပြီလို့ထင်ပါတယ်အဲ့တော့ရှေ့ကဒီဒုတိယပုံစံတွေမှာလည်းပုံစွဲပြပြီးတော့မှရှင်းပြပေးပါဆိုတာမျိုးနဲ့ဆင်မအချိန်မရသေးလို့ပါအချိန်ရအားလေးကိုလည်းပုံနဲ့တကွပြန်ပြီးတော့ရှင်းပြပေးပါမယ်အဲ့ဆင်မရှင်းတဲ့အထက်မှာလိုအပ်ချက်တွေရှိတယ်ဆိုရင်လည်း comment box မှာပြောခဲ့ပေးပါအသက်နိုင်ဆုံးတော့မြ мян နဲ့မမှန်လေးတင်ပေးဖို့ကြိုးစားနေပါတယ် network အခက်အခဲလည်းရှိနေတာမို့တခါတလေကြိုင်ဗီဒီယိုတစ်ခုတင်ဖို့ရန်အတွက်အရန်ကြာတတ်ပါတယ်အခုလိုအစအဆုံးပေါ့နော် ကောင်းကောင်းလေးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။